အားလုံးမင်္ဂလာပါတိုင်းနေမယ့် YouTube channel နေပြီးတော့အားလုံးကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United ရဲ့ဒီနေ့ကျွန်တော်တို့ဒီ20ရက်နေ့နောက်ဆုံးရထားတဲ့အပြောင်းအရွှေ့သတင်းတွေပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ အဲဒီမနက်ဖြန်ကြလို့ရှိရင်တော့ United ကကျွန်တော်ဒီစပါးနဲ့ကျွန်တော်ဘီဘောင်းမှာတွားပြီးတော့ကျွန်တော်ဒီရိုဘာလီဖိုင်နဲ့ကျွန်တော်ကစားဖို့ရှိပါတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ press ကတော့ကျွန်တော်တို့ဒီဘာလို့ရှေ့ရှေ့မှာလည်းကျွန်တော်တို့ပြောထားပြီးသားပါเนาะဒီ Chelsea နဲ့ပွဲမတိုင်ခင်လည်းက Ruben Amorim ကကျွန်တော်စပါးနဲ့ပွဲအတွက်ကျွန်တော် press conference လုပ်တယ်ပြီးတော့ကျွန်တော် Chelsea နဲ့ပွဲတော့ခါးလေးလုပ်သွားတဲ့ပုံစံမျိုးဖြစ်တယ်ဆိုတော့ဒီတော့ကြောင့်တို့အဲဒီဒီ press conference တော့ကျွန်တော်လာတော့မှာမဟုတ်ဘူး အဲဒီတော့ကျွန်တော်တို့ဒီပွဲချုပ်တော်တော်ချာဘာညာကျွန်တော်မနေ့ပြန်ကြလို့ရှိရင်မနေ့အစောမှာအဲကျွန်တော်လုပ်ပြီးကျွန်တော်တင်ပေးပါမယ်ဆိုတော့လာပြီးတော့ကျွန်တော်ဝေဖန်လေကန်ချဖို့ဖိတ်ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့အပြောင်းရှိရတဲ့ထူးကြတယ်ကျွန်တော်ရိုမန်ဒိုကထပ်ပြီးတော့ကျွန်တော် update ပေးထားတယ်ကျွန်တော်တို့ Matthias Cunha နဲ့ပတ်သက်ပြီးကျွန်တော် update ရထားတယ်ကျွန်တော်ရှိတယ်ဆိုတော့ Cunha နဲ့ပတ်သက်ပြီးရဆိုလို့ရှိရင်ပြန်ကျွန်တော်တို့ဒီဘယ်လိုပြောဘယ်သူမှဘာမှမလုပ်သေးခင်အချိန်မှာ Matthias Cunha နဲ့ကိုရင်းနဲ့သဘောတူညီမှုရတော့မယ်ဟိရတော့မယ်ဟိရတော့မယ်ဟိအားတချို့ကြလဲရပြီဟိဒီလိုမျိုးကျွန်တော်တို့ဖြစ်ပြီးတော့ ငိန်သွားလိုက်တာပေါ့နော်အခုလက်ရှိကျွန်တော်တို့ဒီ transfer မှာဆိုလို့ရှိရင်ဒီ Superman တို့ပါလို့ကျွန်တော်တို့ဒီ Arsenal နဲ့ Hewi ကိုသွားပြီးအခုလက်ရှိကျွန်တော်တို့ဒီအာဒီဗာလဲ ဒရမီဖရင်ပေါင်တို့လီဗာပူးနဲ့ကျွန်တော်ဟီဝီကိုသွားပြီးတောက်လျှောက်အပြောင်းရွှေ့လုပ်နေတဲ့အချိန်မှာကိုယူနိုက်တက်ပရိသတ်တွေကတော့ကျွန်တော်တို့တီးကြတဲ့အတိုင်းပဲအာသူများရဲ့ဟီဝီကိုနေပြီးကိုရီးယားကတော့ကျွန်တော်တို့ personal agreement တော့အခုချိန်ထိမရသေးဘူးဟီဝီလည်းအခုထိမကိုးနိုင်သေးဘူးဆိုပြီးတော့အဲဒီနေထိုင်မျိုးကျွန်တော်ဖြစ်နေကြရပါတော့လုံးဝကျွန်တော်စိတ်မရှိကြတော့တကယ်လဲကျွန်တော်ယူနိုက်တက်ရဲ့ကျွန်တော် transfer ဒီနေရာဒီကတကယ်ကိုကျွန်တော်အလုတ်ရှုပ်မဲ့ transfer ကျွန်တော်တို့မှာ call ဆရာ position တွေမှာအများကြီးအဲဒီပေါ့နော်ကျွန်တော်တို့အဲဒီဂိုးသမားဆိုလဲလိုတာပဲခံစစ်ဆိုလဲလိုတာပဲ ဝင်းဘက်လိုတာပဲကွင်းလင်လိုတာပဲနော်နေရနံပါတ်10လိုတာပဲစတရိုက်ကအားပူတော်လိုသေးဒီလိုပုံစံမျိုးကျွန်တော်ဖြစ်နေတာဆိုတော့ဒီတကြောင်မလို့ဘယ်နေရာကနေဘလို့လို့လို့လောက်မှမသိရအနေထားမှာအသင်းဘက်ကတော့ကျွန်တော်တိုက်စစ်ကိုဦးစားပေးပြီးတော့ပြင်ဆင်နေတယ်လို့ကျွန်တော်မြင်တယ်ဘူးလက်ရှိကျွန်တော်ခြေလန်းနေအရာဆိုလို့ရှိရင်တော့တိုက်စစ်ပိုင်းကိုဒီထပ်ပို့ပြီးတော့ကျွန်တော်တို့ကောင်းတဲ့တိုက်စစ်ကျွန်တော်အနေထားတစ်ခုဖြစ်အောင်လို့ပြင်ဆင်နေတယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့အဲခုလက်ရှိကျွန်တော်တို့ဒီကုညာကိုကျွန်တော်တို့ခေါ်မယ်ပေါ့လေဆိုတော့ကုညာ နဲ့ application ရထားရှိရယ်ပြီးလို့ရှိရင်ကိုညာပြီးလို့ရှိရင်ကျွန်တော်နောက်ထပ် number 10တယောက်ထပ်ခေါ်ဖို့ရှိရယ်ဆိုတဲ့အနေအထားမျိုးကြီးလည်း reminder ကျွန်တော်ပြောထားတာရှိတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဟိုကစားသမားတချို့ကျွန်တော် rumor ထွက်ထားရရှိတယ်။ဆိုတော့ဘယ်ကစားသမား rumor ထွက်ထားလဲကျွန်တော်တို့ပြောသွားမယ်။ပြီးတော့ကျွန်တော်တို့ဒီ striker နေရာမှာဆိုလို့ရှိရင်နောက်ဆုံးကျွန်တော်တို့ဒီ Gio Crest နဲ့ United ဂျားထဲမှာရထားတဲ့ကျွန်တော်တို့ update လေးကျွန်တော်ရှိပါတယ်။ဆိုတော့ဒါလေးတွေကျွန်တော်တို့ပြောသွားပါမယ်နော်။ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ဒီမဒီယက်ကူညာရဲ့အပြောင်းရွှေ့ပါတော့မဒီယက်ကူညာရဲ့အပြောင်းရွှေ့ကတော့ဒီ ဒီပေါ်တော့ဒီလာမဲ့ကျွန်တော်58နိုင်အတွင်းမှာလုံးဝအပြီးတက်နိုင်ဖို့အတွက်ယူနိုက်တက်ကကျွန်တော်ပြင်ဆင်ထားတယ်ဆိုပြီးတော့ရိုမန်နိုကကျွန်တော်ပြောထားတယ်မတ်တီးယပ်ကွန်ညာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ရဲ့ကျွန်တော်ဒီပေါ်တော့နီးပြဖြစ်သူရူဘင်အမရီအပါဝင်တခြားသောဒီအပြောင်းရွှေ့ပုံမှာကျွန်တော်ဒီဆုံးဖြတ်ချက်ချတဲ့သူအကုန်လုံးကတကယ်ကိုကျွန်တော်တို့ approve လုပ်ပြီးတော့တကယ်ကိုကျွန်တော်တို့ appreciate လုပ်တဲ့ကစားသမားတယောက်ကျွန်တော်ဖြစ်တယ် world class player တယောက်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ယုံကြည်ထားကြတယ်ပေါ့เนาะဆိုတော့အခုလက်ရှိကုညာရဲ့အခြေအနေဟာဆိုလို့ရှိရင်တကယ်ကျွန်တော်တို့ဒီဘယ်တော့နောက်ဆုံးကျွန်တော်တို့ဒီအာဒီဆုံးဖြတ်ချက်ကျွန်တော်တို့ချဖို့ပဲကျွန်တော်တို့လုံးဝကြံတော့တယ်ဒီဆုံးဖြတ်ချက်ဟာဆိုလို့ရှိရင်လည်း positive ဖြစ်တဲ့အပေါင်းလက္ခဏာဆောင်တဲ့ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်ဆိုတဲ့အနေအထားကို United အသင်းဘက်ကနေပြီးတော့လုံးဝကြောင်ညှော်လင့်ထားတာဖြစ်တယ်ပေါ့ဆိုတော့ဒီပေါ့နော်ဒီကျွန်တော်ဒီဆုံးဖြတ်ချက်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် United ကိုကျွန်တော်တို့ရွေးချယ်ပါရွေးချယ်ပါမယ်လုံးဝကြောင် personal agreement ရပါပြီ here we go ပါပြီဆိုတော့ဒီဆုံးဖြတ်ချက်မျိုးဒီကိုညာရဲ့ဒီတာဝန်ရှိသူတွေဘက်ကချဖို့အနေထားဟာဆိုလို့ရှိရင်ကျွန်တော်တို့ United အသင်းက UCL ဝင်ဝင်ရမှာလို့ Europa League ဝင်ဝင်ရမှာလို့ဒီဘော်ဒီမှာလုံးဝမူတည်နေခြင်းမရှိပါဘူး UCL င်ဝင်ရရမရရဟွန်ညာဒီယူနိုက်တက်ကိုလုံးဝပြောင်းမယ်ဆိုတဲ့ decision မျိုးပဲကျွန်တော်ဖြစ်ပါလိမ့်မယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒီယူနိုက်တက်ဘက်ကဒီကွန်ညာရဲ့ကျွန်တော် approve ကိုရပြီဆိုတာနဲ့သူ့ကိုကျွန်တော်တို့ဟိုကာလာရှိတက်တန်းဖြစ်တဲ့စာချုပ်တစ်ခုကျွန်တော်ပေးဖို့အတွက်လုံးဝကျွန်တော် ready ဖြစ်နေပြီဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီပေါ့နော်ဒီ အခုလက်ရှိအနေအထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာနော်ဝူပါဟန်နန်ရဲ့ချင်းနေဆိုလို့ရှိရင်ဝူပါဟန်နန်ကကျွန်တော်တို့ဒီဒီကစားသမားနဲ့ပတ်သက်ပြီး rally close ကကျွန်တော်တို့62.5သန်းကျော်ရှိတယ်ပေါင်း62.5သန်းပါနော်ဆိုတော့ရှိတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးရောဒီဘာနော်ကျွန်တော်တို့ concern ဖြစ်စရာရှိတယ်အာသူ ူကိုတော့ကျွန်တော်တို့ agreement ရပြီဆိုပါတော့အဲဒါဒီပြောင်းရွှေ့ကြေးကဘယ်လိုဘယ်လိုလုပ်မလဲပေါ့နော်ပြောင်းရွှေ့ကြေးတွေကဘယ်လိုမျိုးကျွန်တော်ပေးမှလဲခါမှကျွန်တော်ဒင်းတွေထွက်တိုင်းနေမှာအရေးကြခွဲပြီးမှလားဒါမှမဟုတ်ပြောင်းရွှေ့ကြေးကျွန်တော်ညှိမှလားဒါတွေကတော့ United Bank ကလုံးဝကျွန်တော်တို့ဒီပေါ့နော်ဟိုဒါနဲ့ပတ်သက်ပြီးတော့တို့တိရတော့တိတယ်သူ့ရဲ့ rally class ဘယ်လောက်ရှိရဲဆိုတော့တို့တိထားပြီးသားဒါပေမဲ့ကျွန်တော်တို့ wolf နဲ့ကြားမှာအခုချိန်ထိပါဆွေးနွေးမှုမှကျွန်တော်မရှိသေးဘူးကစားသမားရဲ့ကျွန်တော်တို့ဒီပေါ့နော်လုံးဝကျွန်တော် personal agreement နဲ့ Kiwi ကိုဖြစ်ဖို့ကသာပထမဦးစားပေးဖြစ်ပြီးတော့ Wolf တဲ့ကျွန်တော်ဒီပေါင်း62.5သန်းဆိုတဲ့ release clause ကိစ္စဒါကိုဘယ်လိုပေးမယ်ဘယ်လိုပုံစံမျိုးကျွန်တော်တို့ဒီပေးချေရမယ်ဆိုတဲ့အပိုင်းနေဟာဆိုလို့ရှိရင်ဒုတိယကကျွန်တော်ဖြစ်ပါတယ်ဆိုပြီးတော့ Roman ကကျွန်တော်ပြောထားဖြစ်ပါတယ်ဆိုတော့ lambda 48နာရီအတွင်းမှာ Matthias Kunya ရဲ့အပြောင်းအရွှေ့ကိုအပြီးတက်မယ်ဆိုပြီးတော့ Roman ကကျွန်တော်ဖော်ပြတာဖြစ်ပါတယ်ဒါတကယ်ကိုကျွန်တော်တို့ positive ဖြစ်ပြီးတော့အရန်ကောင်းတဲ့သတင်းပါကျွန်တော် Kunya နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဒီရှေ့မှာကျွန်တော်ကြားထားပြီးတော့ဒါမှမဟုတ်တော်တော်ငြိမ်ကျသွားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်နေဆိုတော့ဟိုအကုန်လုံးကျွန်တော်စားဆိုင်ကိစ္စတွေတော့အကုန်လုံးကျွန်တော်ပြီးပြီလို့ကျွန်တော်ထင်တယ်အဓိကကျွန်တော်ဒီကစားသမားဖြစ်သူရဲ့ကျွန်တော် personal agreement ရဖို့နောက်ဆုံးတော့ decision ကိုကျွန်တော်စောင့်နေရလို့ကျွန်တော်တို့ပြောလို့ရတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီကုညာပြီးလို့ရှိရင်ကျွန်တော်တို့ဒီအသင်းဘက်ကကျွန်တော်တို့တိုက်စစ်ပိုင်းမှာပေါ့နော်တိုက်စစ်ပိုင်းမှာကျွန်တော်တို့ဒီကုညာကိုကုညာကတော့ကျွန်တော်ဒီနံပါတ်10မှာကျွန်တော်ကစားမယ်ဗျာဒီအခုလက်ရှိကျွန်တော်ဒီခါနာချိုးလို့ကစားတဲ့ဒီ alien bro ပေါ့နော်အဲ့ဒီဘုံမှာကျွန်တော်ကစားမယ်ဆိုတော့ကျွန်တော် REM ပေါ့နော်ဒါမှမဟုတ်လေကျွန်တော်ဒီကိုညာရဲ့အရင်ဖြစ်မလားပြောတော့မပြောတတ်ဘူးဒါပေမဲ့တင်ကြတစ်ခုကတော့ကျွန်တော်ဒီ REM bro မှာလည်းကျွန်တော်လူမရှိတဲ့ခြေနေမျိုးကျွန်တော်ဖြစ်တယ်အခုလည်းရှိကျွန်တော် Ahmed ကိုကစားနိုင်တယ်ဆိုပေမဲ့ Ahmed ကိုကျွန်တော်ကတော့အမှန်တိုင်းပြောလို့ရှိရင် wing back ကစားတာကျွန်တော်ပိုကြိုက်တယ်ရဲ့နံပါတ်တန်းမှာလည်းသူ့အတိုင်းအတာတစ်ခုတည်းသူအများကြီးဆင်ပြေပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ Ahmed အပြင်ကိုနောက်ထပ်ကျွန်တော်တို့ဒီပေါ့နော်နံပါတ်10 rule တယောက်ထပ်ပြီးတော့ကျွန်တော်တို့အခေါ်ခြင်းနဲ့ကုညာအပြင်ကိုနောက်ထပ်နံပါတ်10 rule တယောက်ထပ်ပြီးတော့ခေါ်နိုင်ဖို့ကျွန်တော်ရှိတယ်ပေါ့နော်ခေါ်ဖို့ရှိနိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒီ Romano ကကျွန်တော်ပြောထားတယ်ဆိုတော့ဒီ ဒီကျွန်တော်ဒီနောက်ထပ်ကျွန်တော်ဒီကိုညာပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်ခေါ်ယူမယ်နံပါတ်10 row position အတွက်ဆိုလို့ရှိရင်เนาะ United ကကျွန်တော်ငွေ300ဖို့ရှိတယ်ဒီငွေ300မှုဟာဆိုလို့ရှိရင် financial fair play နဲ့နည်းနည်းလေးကျွန်တော်တို့ဒီပြဿနာရှိနိုင်တယ်ဆိုပြီးတော့ Romano ကကျွန်တော်တို့သုံးသပ်ပြထားတယ်ဆိုတော့ဒါကြောင့်မလို့အဲဒီဘာလို့ကိုညာကိုကျွန်တော်ခေါ်ပြီးသွားလို့နောက်ထပ်ကျွန်တော်တို့ဒီနံပါတ်10 row နောက်တစ်ယောက်တော့ကျွန်တော်ထပ်ပြီးတော့ comment hey ဆိုလို့ရှိရင်เนาะအသင်းဘက်ကကစားသမားတို့ရောင်းချဖို့လိုတဲ့အနေအထားမှာရှိတယ်လို့ ပြောချင်တဲ့သဘောမျိုးဖြစ်ပါတယ်ဆိုတော့အခုလက်ရှိကျွန်တော်ဒီနောက်ထပ်နံပါတ်10 row ဆိုတဲ့အနေထားမှာ ထပ်ပြီးကျွန်တော်သတင်းထွက်လာတဲ့ကစားသမားကြီးကျွန်တော်ရှိပါတယ်ဒါကတော့ကျွန်တော်ဗာလဲဆိုလို့ရှိရင်ဒီ Brandfood အသင်းရဲ့ကျွန်တော်ပြုမှုကျွန်တော်ပြုမှုရှိတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ Lion အသင်းရဲ့ကျွန်တော်ဒီ Brand Chucky ရှိတယ်ဆိုတော့ဒီကစားသမားနှစ်ယောက်ကကျွန်တော်သတင်းထွက်လာတယ်အဲဒီ Vumo ကတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင် Premier League Proven ဖြစ်တယ်ဒီ Yardi သူ့ရဲ့စွမ်းဆောင်ရည်ဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်ချောက်ဖို့ကောင်းတဲ့ထဲမှာပါတယ်ဗောနော်ဆိုတော့ဒီအသက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနှစ်ယောက်ဆုံးကကျွန်တော်ငယ်လို့ Chucky ဆိုလည်းငယ်တာပဲ Vumo ဆိုလည်းကျွန်တော်တို့ဒီ25နှစ်လားအဲ့လောက်ပဲရှိသေးတယ်ဆိုတော့တော်တော်လေးငယ်သေးတယ်ဆိုတော့ ော့အဲပရီးမီးယားလိဘရူဘယ်လင်းဖြစ်တယ်ဖစ်စကယ်လတီလက်တောင်နဲ့အရက်လက်ကျော်ရှိတယ်ပြီးတော့သူ့ရဲ့ကစားပေါက်ဆိုလို့ရှိရင်ညာကျွန်တော်တို့ဒီလိုပြမယ်ဒီဆာလာလို့ကျွန်တော်ကစားတဲ့ပုံစံနဲ့တော်တော်ဆင်တယ်ဗျာဒီတိတ်ပြီးတော့ကျွန်တော်ရှိုးရှဲတီကျွန်တော်လုံနေတာမျိုးမရှိပါမယ် dribbling နေလဲကျွန်တော်ကောင်းတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီတိုက်စစ်မှာလဲကျွန်တော်လေးထိထိရရဖြစ်အောင်သူကစားနိုင်တဲ့အခွင့်အရေးလဲဖန်တီးနိုင်တယ်လို့ goal လဲသွင်းနိုင်တယ်ပေါ့နော်ဆိုတော့ အဲဘီမူဘီမူနဲ့ကျွန်တော်သတင်းထွက်တာလည်းကျွန်တော်ရှိသလိုကျွန်တော်ဒီချာကီပေါ့နော်ချာကီကြတော့ကျွန်တော်တို့ဒီချာကီရဲ့စွမ်းဆောင်ရည်ကကျွန်တော်လုံးဝဟိုမေကွန်ထုတ်ဆရာမလိုတော့အောင်အရန်ကောင်းတယ်ဒီရာဒီကျွန်တော်တို့ဒီလိုင်ယွန်မှာသူစွမ်းဆောင်ပြထားတာတွေရောပြီးတော့ကျွန်တော်တို့ဒီယူရိုပါလိမှာတောက်လျှောက်ကျွန်တော်လိုင်ယွန်နဲ့အတူခြေစွမ်းပြထားတယ်ရောကိုရီနဲ့ပွဲမှာဘယ်လောက်ထိကျွန်တော်တို့ချာကီဒုက္ခပေးလဲဆိုတာတွေရောကျွန်တော်အားလုံးမြင်ခဲ့ပူပြီးသားပဲချာကီဒီတကယ်တကယ်ကိုကျွန်တော်တို့ဒီပေါ့နော်ဟို potential ရှိပြီးတော့တကယ်ကောင်းတဲ့ player တယောက်ကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ အဲဘရူနို replacement ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ chaki တကူသားမမျောတာလုံးဝဖြစ်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေရလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ chaki ကကျွန်တော်တော်တော်လေးသဘောကျတယ်ပေါ့နော်ဆိုတော့ premier league မှာအန်ဝင်မွေကတော့ဒါတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အခြေအနေမျိုးဘလိုပဲဖြစ်ဖြစ်ဘူးမွေကတော့ကျွန်တော်တို့ဒီ premier league မှာလုံးဝအန်ဝင်မိသားကစားသမား reality ဆွမ်းဆောင်ရေးအရာဆိုလို့ရှိရင် ဒီဖြူမိုကတော်တော်လေးကောင်းနေတယ်မှာပါတယ်ဗောနော်ဆိုတော့ဒီ chakie ရတော့အခုလက်ရှိကျွန်တော်တို့ဒီဥရောပတခွင်မှာတကယ်ကိုကျွန်တော်တို့ဒီဗောနော်ဟိုလိုဂျင်တဲ့ club တွေအရင်များတယ်ကစားသမားတယောက်ဥရောပတခွင်မှာလည်းသူတော်တော်များများကိုကျွန်တော်လုံပြခဲ့ပြီးသွားပြီးတကယ်ကျွန်တော်တို့ဒီဗောနော် proven player တယောက်လည်းကျွန်တော်တို့ဖြစ်နေဗောနော် europe proven player တယောက်လည်းကျွန်တော်ဖြစ်နေရဆိုတော့အာဒီ chakie နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီအသင်းဘက်ကအဲမလှူရှာဘူးလို့လည်းကျွန်တော်တို့ပြောလို့ကမရသေးဘူး ဒါခက်တာကျွန်တော်တို့ဒီဒီကစားသမားတွေရအပြောင်းရှိတယ်ဘယ်လောက်ထိကုန်ကြမယ်ဆိုတော့ကျွန်တော်တို့လုံးဝတွက်ဆလို့မရတဲ့အထက်မှာပါနေရပါတော့ဆိုတော့ချာကီကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်ပိုင်းအမှာထင်ပါတယ်သူလိုင်ယွန်ကနေပြီးတော့ ထွက်မယ်အဲနောက်ထပ်ကျွန်တော်ဟိုတခြားအသင်းကိုကျွန်တော်ပြောင်းမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီလုံးဝ official ကြီးညာထားတယ်ဒါသာမဖြစ်သူလည်းကြီးညာထားတာဖြစ်တယ်လို့အဲဒီဘယ်တော့ announce လုပ်ထားတာဖြစ်တယ်လို့ဒီ club ဘက်ကနေပြီးတော့လည်းကျွန်တော်တို့ဒီလုံးဝကျွန်တော် official announce လုပ်ထားတာရှိတယ်ဆိုတော့ဒီတော့ကျွန်တော် Ryan Chaki ကဒီຫນွေမှာတရားဝထွက်မယ်အဲဒီကိုရီအသင်းကကျွန်တော်ရအောင်ခွန်နိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အခြေအနေမျိုးပါဒါပေမဲ့ကျွန်တော်ကိုရီအသင်းကဒီသာမောက်ခေါ်မယ်ဆိုလို့ရှိရင်တော့အဲဒီ financial fair play အရာနော် financial fair play အရာကျွန်တော်တို့ အဲ neck use ရမယ်ထင်မှာပါတယ်ကစားသမားအယောင်းတွေကျွန်တော်တို့ဖြစ်ဖို့လိုသေးတယ်ဆိုတော့ဥပမာကျွန်တော် rushy လို့ကျွန်တော်ရှိတယ်နောက်ပြီးလို့ရှင် antony လို့ကျွန်တော်ရှိတယ်ရောင်းရမယ်ကစားသမားရဲ့အသင်းမှာကျွန်တော်အများကြီးပါဆိုတော့ရောင်းဖို့လည်းကျွန်တော်တို့ရှိကြဖြစ်တယ်လို့ကျွန်တော်ဝယ်ဖို့အတွက်လည်းကျွန်တော်တို့လိုလိုအပ်နေသေးတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့အဲကစားသမားပြောရမယ်ဆိုလို့ရှင်ကုညာပြီးသွားပြီဆိုလို့ရှင်ကျန်တဲ့အပြောင်းရှိတော်တော်များများကကစားသမားအယောင်းရှိမှအဝယ်ရှိတော့မယ်အခြေအနေမျိုးလို့ကျွန်တော်တို့အကြမ်းမင်းကျွန်တော်ယူဆထားလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Vita Geocrest နဲ့ United အနေထားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးရကျွန်တော် update ပေါ့ဘယ်လိုပုံစံမျိုးကျွန်တော်ရှိနေလဲပေါ့နော်ဆိုတော့ geocrest အကြောင်းကျွန်တော်ပြန်ပြီးတော့နှွေးရမယ်ဆိုလို့ရှိရင် geocrest ကတကယ်ကိုကျွန်တော်တို့ဒီအဲ world class ကျွန်တော် striker ဖြစ်တယ်ကျွန်တော်အလန်တိထားပြီးသားဒါကျွန်တော်တို့ဘာမှသိပြီးတော့ပြောနေကြမလို့ဘူးဒီသူကျွန်တော်တို့ဒီပေါ့နော်နှစ်ရာသီဇက်တိုက်ကျွန်တော်တို့ဒီ sporting နဲ့အတူခြေသွမ်းပြလာခဲ့တယ်အခုဒီရာသီမှာဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော် goal contribution က960လောက်ကျွန်တော်ရှိတယ်တော်တော်ကိုကျန်းတဲ့ record ပါ ဒါဟာကျွန်တော်တို့ဒီဘယ်နော် Blockcrest ကကျွန်တော်ဘလောက်ကောင်းတဲ့ player တယောက်လဲဆိုတော့ကျွန်တော်မြင်နိုင်တယ်ဒါပေမဲ့သူ့ရဲ့ကျွန်တော် release clock ကတကယ်တကယ်တမ်း official release clock ဟာဆိုလို့ရှိရင်တန်းတရာတိကျွန်တော်ရှိပါတယ် Euro တန်းတရာတိကျွန်တော်ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီဘယ်နော် Blockcrest Korean ကလည်းကျွန်တော်ဒီ Sporting Lisbon ကိုလုံးဝကျွန်တော်ဒီ respect ထားတာဖြစ်လို့ ဒီ sporting lisbon ဘက်ကလည်းကြော်ဒီ goal crest ကိုလုံးဝ respect ထားတယ်သူထွက်မဲ့အနေထားမှာဆိုလို့ရှိရင်အပြောင်းရွှေ့မှာဘာမှကျွန်တော်တို့အခက်ခဲတွေကျွန်တော်တို့မဖြစ်အောင် win win situation ဖြစ်အောင်လို့ release clause ကို gentleman agreement ကျွန်တော်ယူထားတယ်ဒီ euro ကျွန်တော်တို့ဒီ60 65တန်းလောက်နဲ့ Gilchrist ကိုရမယ်ဒီနေ့သားမှာကျွန်တော်စိတ်ဝင်စားတဲ့ club တင်နှစ်သင်းရှိတယ်ပထမကျွန်တော် Arsenal ရှိတယ်ဒုတိယကျွန်တော်ဒီ Manchester United ရှိတယ်ဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ United ကတော့ကျွန်တော်ဒီ Ruben Amorim နီးပြနေတာဖြစ်တဲ့အကြောင်းမျိုး Ruben Amorim နဲ့ Gilchrist ဆိုတဲ့ဒီ relation တစ်ခု ပယ်ကြောအားသာချက်ကြောရှိနေတယ်ပေါ့နော်ကျွန်တော်တို့ဒီ girl crush ကိုဒီပေါ့နော် common hate ဆိုလို့ရှိရင်เนาะအဓိကလိုအပ်တဲ့အရာကကျွန်တော်ဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီ UCL qualification ကအဓိကဖြစ်လိမ့်မယ်ဆိုပြီးတော့ Roman တို့ကကျွန်တော်တို့ပြောထားတယ်ပေါ့နော်ဘာလို့လဲတရားပေါက်ဆိုလို့ကျွန်တော်တို့ဒီလိုကစားသမားမျိုးပေါ့တကယ်ကျွန်တော်ဒီတကယ် world class player ကြီးကိုကျွန်တော်ခေါ်ပြီးတော့သိရမလားတန်းစင်းဆုံးကျွန်တော်ရုံးခိုင်းနေလို့မရအောင်အခုလက်ရှိကျွန်တော်ဒီလိုရာသီမျိုးလုံးဝကျွန်တော်နောက်ထပ်ကျွန်တော်တရားသူမှာထပ်ဖြစ်လို့မရဘူး ဒါပြင်ကျွန်တော်ဒီလာမယ့်ကျွန်တော် YouTube လေး file ဘယ်လောက်ထိအရေးကြီးလဲဆိုတာဒီပြောင်းရွှေ့သတင်းတွေကိုကျွန်တော်ကြည့်ရင်သိနိုင်တယ်ကစားသမားဟိုပေါ့တော့ဥပမာအကုန်လုံးကကျွန်တော်လူတိုင်းကကျွန်တော်ဒီကစားသမားအကုန်လုံးကကျွန်တော်ကိုညာမဟုတ်ဘူးဗျာဒီလားကိုညာမဟုတ်ဘူးကိုညာကိုကျွန်တော်ကြည့်မယ်ဆိုရှင်ကိုညာဒီ wolf မှာကစားနေတဲ့အတင်းတင်း wolf မှာကစားနေတဲ့ wolf ကဘယ်တော့မှကျွန်တော်တို့ချန်ပီယံလေးဝင်ဝင်ရလို့လေဆိုတော့ ဒီတော့ကြောင့်မလို့သူ့အနေနဲ့ Champion League ဝင်ဝင်မရလဲ no problem ဆိုတဲ့အခြေအနေမျိုးကဒါလုံးဝဖြစ်တဲ့အခြေအနေမျိုးကြောင့်ဖြစ်တယ်။ Geocrest ကကျွန်တော်တို့ဒီ Sporting Lisbon မှာဆိုလို့ရှိရင်သူကအမြင်နဲ့ဆိုဆိုကျွန်တော်ဒီဥရောပပွဲစဉ်တွေကျွန်တော်အမြင်နဲ့ကစားနေရတာ။ဆိုတော့ဒီလိုအသင်းမှာနေလာပြီးမှကိုယ်လေးအသင်းမှာလာပြီးတော့ကျွန်တော်သိရမှာဘာဥရောပပွဲစဉ်မှာမကစားရဘူးဆိုလို့ရှိရင် Geocrest မှာမဟုတ်ဘူး။ဘယ်ကစားမှဖြစ်ဖြစ်ကျွန်တော်တို့ဒီပေါ့နော်။လာဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဥရောပဝင်ဝင်ရတဲ့အသင်းတွေနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအမြင်နဲ့ဆိုဆိုကျွန်တော်တို့ တလန်းကျွန်တော်တို့နောက်ကျနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်နေမှာဆိုတော့အဲဒီပေါ့နော်ကျွန်တော်တို့မလို့ပြောတာလည်းလုံးဝအတိတ်ပဲရှိရဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့မလို့ထပ်ပြီးတော့ပြောထားရင်ဒီထဲမှာဆိုလို့ရှိရင် Geocrest ကိုတကယ်လို့ပေါ့နော် Geocrest မှမဟုတ်ဘူး Geocrest မှာကလို့ကျွန်တော်တို့တခြားသောဒီ Best Striker ကိုအတိတ်ကိုပဲတကယ်ကျွန်တော်တို့ဒီပေါ့နော် Proven ဖြစ်တဲ့အဲဒီကစားသမားတယောက် striker တယောက်ကိုကျွန်တော်ခေါ်မယ်ဟိဆိုလို့ရှိရင်တော့ Rasmus နဲ့ Zigzi နှစ်ယောက်တည်းကတယောက်ယောက်ကတော့ကျွန်တော်အသင်းကနေထွက်ရဖို့ရှိရဲဆိုတော့ပုံစံမျိုးကျွန်တော်ပြောထားပါတယ်ဆိုတော့နှစ်ယောက်စလုံးကတော့ဖြစ်နိုင်ကြတော့နည်းတယ်သူကျွန်တော်ထင်တယ်ဘာလို့ဆိုတော့နည်းတော့ကျွန်တော်တယောက်လောက်တော့ထားလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရှိဒီဂျားထဲမှာသလို့ရှိရင်တင်းတင်းတချို့ကျွန်တော်ကြားနေရတယ်အဲ့ဒါဘာလဲဆိုရင် Rasmus ကကျွန်တော်အသင်းကနေထွက်ရဖို့ပိုများနေတယ်ဆိုပြီးတော့ကျွန်တော်ပြောနေတယ်ပေါ့နော်ဆိုတော့အခုလက်ရှိအခြေအနေရသလို့ရှိရင်လည်းတကယ်တကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်ဒီ Zixia မှာကျွန်တော်ဒီ ရိုးပြောင်းမယ်ဆိုလို့ရှိရင်သူကအများကြီးစင်ပြေထဲမှာပါသေးတယ်စထရိုက်ကာမဟုတ်ဘူးဆိုရင်လာစထရိုက်ကာ instant နဲ့သူ့မှာရှိပြီးသားဒါပေမဲ့ဒီ number 10မှာကစားမယ်ဟိုစင်ပြေကစားမယ်ဆိုလို့ရှိရင်လည်းတကယ် creativity မြင့်တဲ့ဒီဘာနော် player တယောက်ဖြစ်တဲ့ 6C ကဆိုတော့ဒီတော့ကြောင့်မလို့ Rasmus ကတော်တော်လေးကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒီဘာနော် tradition နဲ့အရင်ဆန်တဲ့အခါမှာ Ruben Emery ရဲ့ကျွန်တော်တို့ဒီ modern playing style မှာဘလုံးမအဆင်မပြေဘူးဆိုတော့ r e s m a ကကျွန်တော်တို့ထွက်ချင်းထွက်မယ်ဆိုလို့ရှိရင် r e s m a ကပို့ပြီးတော့ကျွန်တော်တို့ထွက်ရနိုင်ခြင်းများတဲ့အခြေအနေမှာရှိရလို့ကျွန်တော်တော့ထင်ပါတယ်ဆိုတော့ Geocrest နဲ့ United ကျွန်တော်တို့ဖြစ်နိုင်မယ်လို့ထင်ကြလားကျွန်တော်ကတော့တိတ်တော့မထင်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီတကယ်လို့ Europa League ကျွန်တော်တို့နိုင်ခဲ့တယ် Champions League ဝင်ဖို့ရခဲ့တယ်ဆိုလို့ရှိရင် Geocrest ကဒီဘာလို့ကျွန်တော်အပြောင်းအရွှေ့ကဖြစ်မလာလို့ကျွန်တော်တို့လုံးဝပြောလို့မရတဲ့အနေအထားမှာကျွန်တော်ဖြစ်ပါတယ်โอเคဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ United နဲ့ အဲဒီပတ်သက်ပြီးတော့ကျွန်တော်နောက်ဆုံးရထားတဲ့ update တွေအပြောင်းအရွှေ့ update တွေကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဗီဒီယိုကနည်းနည်းလေးတော့ကျွန်တော်ရှင်းသွားတယ်သတင်းတွေကလည်းကျွန်တော်တို့တော်တော်လေးကောင်းတဲ့အခြေအနေမျိုးတော်တော်လေးခိုင်တဲ့ကျွန်တော်တို့ဒီ Fabrizio Romano လိုမျိုး source ကနေလာတဲ့အတွက်ကြောင့်မျိုးကျွန်တော်လည်းဝမ်းသာအားရကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ brother blue မြင်ကြလေဒီသတင်းတွေပတ်သက်ပြီးတော့ comment တွေမှာဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်ကျွန်တော်တို့မနက်ဖြန်ပွဲကြိုသုံးသက်ချက်မှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ် channel ကို subscribe လုပ်လို့ရှိရင် subscribe လုပ်ပေးတောင်းကြဖို့အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ